ျွန်တော်ရဲ့မိတ်ဆွေအင်္ဂါသားသမီးများအားလုံးမင်္ဂလာပါနော်။ဒါအင်္ဂါသားသမီးများတို့အပတ်စဉ်တောက်ကြနေညနေ6:00ဆိုရင်ကျွန်တော်တို့ပုံမှန်ရိုက်ကူးပြီးတော့တင်ပြနေကြဖြစ်တဲ့ဟောစတန်လေးဖြစ်ပါတယ်။ဒုက္ခကျေပွင့်ဟောစတန်ပါ။ပြီးခဲ့တဲ့တပတ်နှစ်ပတ်လောက်တုန်းကကျွန်တော်ရိုက်ကူးရေးလေးတွေပေါ့နော်လုပ်ပြီးတော့မတင်ပြဖြစ်ဘူး။မတင်ပြဖြစ်တာကတော့အပိုင်းနှစ်ပိုင်းရှိတာပေါ့နော်။တစ်ပိုင်းကကျတော့အကြောင်းနှစ်ခုပေါ့။တစ်ခုကကျတော့ဒါကျွန်တော်တို့ရာဒီကူးပြောင်းတဲ့ကျမ်းမာရေးအခြေအနေကြောင့် မရိုက်ဖြစ်တာတကြောင်ပေါ့နော်နောက်တကြောင်ကတော့ကျွန်တော်တို့ယူရောမင်္ဂလာချံကိုနေ့စဉ်နဲ့မြရောက်ကြည့်လာကြတဲ့မြားပြလာတဲ့ဧည့်သည်တွေရဲ့ဒါဝင်တွေဝတ္တရားတွေကိုကျွန်တော်တို့ထမ်းရွက်ရတဲ့အခါကျတော့အချိန်မလုံလောက်တဲ့အပိုင်းပေါ့ဒီပိုင်းလေးတွေကြောင့်ကျွန်တော်ရိုက်ကူးရေးမလုပ်ဖြစ်တာပါဒီဘက်မှာတော့ကျွန်တော်စူးစမ်းပြီးတော့ရိုက်ကူးပြီးတော့တင်ပေးခြင်းဖြစ်ပါတယ်နော်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုမလေးစားတာမဟုတ်ပါဘူးနောက်တစ်ခုကကျွန်တော်တို့ယူရောမင်္ဂလာချံကိုအပတ်စဉ် ုဒ္ဓဟူးနေ့ရလွဲပြီးတော့ဂျန်နက်ရက်ဒီမှာပိတ်ရမရှိဒါဖွင့်ပါတယ်အခမဲ့ရရရာခြေပေးတဲ့နေရာပါနော်မိသူမဆိုဘဲရပဲလာလာရရရာကြီးပါကြီးညာကြီးပြေးတရားမလို့ပါအောင်နော်နောက်တစ်ခါကျွန်တော်တို့အကြောင်းမျိုးနဲ့ယူရောမင်္ဂလာချမ်းကိုမလာရောက်နိုင်တဲ့သူတွေဆိုရင်တော့အွန်လိုင်းကနေပြီးတော့ဟောစတန်လေးတွေမှာနိုင်ပါတယ်ငကိုအတိုင်းပါပဲနော်ကျွန်တော်တို့ဒီ ဖိုင်ဘာနံပါတ်လေး2ခုရှိတာပေါ့အဲ့ဒီနံပါတ်ကတော့3969နဲ့3905လုံး9ဆိုတော့ဖိုင်ဘာနံပါတ်က3909 2000 2ခုဆိုတဲ့နံပါတ်ကအဲ့ဒီ2ခုကနေပြီးတော့ဟောစရံလေးတွေမှာနိုင်တယ်။နောက်အဆောင်ရရပစ္စည်းလေးတွေမှာလို့ရပါတယ်။နောက်ကိုယ်တိုင်ဗေဒင်တင်နေတဲ့သူတွေဆိုရင်တော့ဒီလာပြင်ဖွင့်တဲ့တရက်နေ့ကနေ10ရက်နေ့အထိပေါ့နော်။ဗေဒင်တင်နှန်းရှိပါတယ်။အဲ့ဒီတင်နှန်းမှာလာပြီးတော့တင်နှန်းလာတက်လို့ရပါတယ်။ဒါတင်နှန်းလည်းပဲဇယိတ်ငိမ့်ဖြစ်ပါတယ်။ တင်တန်းကြီးပါကြီးညာကြီးပေးကြရမလို့ပါအောင်နော်ကဲကျွန်တော်တို့အင်္ဂါသာသမီးတွေအတွက်ဟောစရံလေးဖတ်ကြားပေးမှာဖြစ်ပါတယ်အင်္ဂါသာသမီးတွေအတွက်ပထမအဆုံးကျွန်တော်တို့နမိတ်လေးတွေကျွန်တော်တို့ပေးမှာတဲတော့ကလေးတွေချထားပါတယ်အားလေးတွေကြည့်တဲ့အခါကျတော့ကျယ်ပွင့်နမိတ်တွေပါပဲကျယ်ပွင့်ဆိုတာအောင်မြင်ခြင်းပါပဲနော်ကျယ်ပွင့်ဧကရီလို့နာမည်ပေးထားပါတယ်အဲကျယ်ပွင့်ဧကရီနမိတ်ကြပြီဆိုရင်တော့သူကအောင်မြင်ခြင်းရှိပါတယ် ဆောင်မြေအောင်ဆုံးမျှမကဘူးတဲ့နာမည်ကြီးချင်းတွေလည်းရှိတယ်နောက်တစ်ခုကမျက်နာပွင့်ကံကြမ္မာပွင့်လန်းချင်းတွေလည်းရှိတယ်နောက်ဆန်းပွင့်ချင်းတို့လက်ပွင့်ချင်းတွေလည်းရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အင်္ဂါသာသမီးတွေရဲ့နံပါတ်၁ကစိုးမိုးနေတဲ့ကံတာတာဒီအင်္ဂါမှာကောင်းတယ်အလုပ်အကင်တွေအဆင်ပြေမယ်အလုပ်နဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရကိုယ်တိုင်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကင်နေတဲ့သူတွေဆိုရင်လည်းဖြစ်ထွန်းတာပါ ော့ဒီကာလတွေမှာအလုံးနဲ့ပတ်သက်ရင်တော့အလုံးဆိုတော့ကောင်းစဉ်နဲ့ပတ်သက်ရင်တော့အင်္ဂါသတ္တိတွေအတွက်ဣဗရာမစိတ်ချမ်းသာစရာလည်းကောင်းတယ်ဝမ်းသာစရာလည်းကောင်းတယ်သတင်းကောင်းတွေလည်းကြားဘယ်ဘက်ကနေအစဉ်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာရခြင်းတွေအောင်မြင်ခြင်းတွေကြုံမဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်ဒါတော့အလုံးကံကောင်းတယ်ပေါ့နော်လုံးရင်ကောင်းမလားမကောင်းလားလုတ်တင်လားမလုတ်တင်ဘူးလားအဲ့လိုမျိုးစဉ်းစားနေတဲ့ကိစ္စတွေချင်းလုံးလဲလုတ်တင်ပါလေလုတ်ဖို့အတွက်လည်းအထူးတိုက်တွန်းနေလို့ပြောရမှာဖြစ်ပါတယ် မ္မနိကကြတော့ကျွန်တော်တို့ဒီစုံမျိုးသားချင်းနေနဲ့ပတ်သက်တဲ့ကံသာတာတဲ့အဲ့မှာကြတော့သူကအပေးယူမျှတတဲ့ကံကြမ္မာနမိတ်ကြတာပေါ့နော်စုံမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာတယ်စုံမျိုးသားချင်းနေနဲ့အပေးယူမျှတမယ်သူမျိုးသားချင်းတွေနဲ့ပူတွဲပေါင်းဆက်ဆက်တူရှယ်ယာလုပ်ငန်းတွေမှာထူးထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲတော့သူမျိုးတွေနဲ့ဆက်တူလုပ်ဖြစ်မယ်လို့ပြောရမှာပေါ့နော်။ ဟုတ်ကငွေကြေးနဲ့ပတ်သက်တဲ့ကံတရားမှာကြတော့လေအင်္ဂါသားသမီးတွေအတွက်ဆိုရင်တော်တော်ကြီးကောင်းပါရစရာရှိတယ်ငွေတွေချောချောမမောရနိုင်တယ်ပေါ့နော်ပေးစရာရှိတဲ့ငွေတွေချောချောမမောပေးနိုင်တယ်ငွေကြေးနဲ့ပတ်သက်ရင်ကံကြမ္မာအထူးကောင်းတယ်ဒါငွေကြေးတွေပေါ်ကျော်သွားမယ်ကံသာတာနမိတ်ရှိတယ်ဒီအလောက်ကိုင်းမှာကြတော့ကံကြမ္မာပွင့်လန်းတာပေါ့အောင်မြင်တာပေါ့အဲ့တော့သူ့ရဲ့တက်ရောက်မှုကဘယ်နေရာမှာသွားရှိတယ်ဆိုငွေကြေးနဲ့ပတ်သက်တဲ့တဲတော်နမိတ်မှာကြတော့လေသွားပြီးတော့ အရန်ကောင်းတဲ့အကန့်တမနမိတ်ကြဒါကြောင့်မလို့ကျွန်တော်တို့လူတယောက်ရဲ့ကန်တရားကိုတဲတော်တွေနဲ့နမိတ်ဖတ်တဲ့အခါမှာသူကအလုံးနဲ့ပတ်သက်တဲ့ကတ်နော်နံပါတ်1ကငွေကြေးနဲ့ပတ်သက်တဲ့ကတ်အဲ့နှစ်ခုကဆက်သွယ်မှုရှိပါတယ်ဒီကတ်ကောင်းတဲ့အခါငွေကြေးတွေကောင်းလာမြောတချို့နမိတ်တွေမှာဆိုရင်ဒီကတ်ကမကောင်းတာမကောင်းတဲ့အခါမှာငွေကြေးမှာသွားပြီးတော့ဂျမ်းဖြစ်တာမြောသူကတိတိတသားကြီးကိုတိုက်ရိုက်ဆက်သွယ်ပြီးတော့ဆက်ဆက်မှုရှိပါတယ် ဲ့တော့အင်္ဂါသားသမီးတွေအတွက်အလုံးနဲ့ပတ်သက်တဲ့ကံကြမ္မာပွင့်လန်းတဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေခြင်းကံကောင်းခြင်းတွေရှိတယ်။အဲ့တော့အဲ့ဒီဘိုင်းမှာနောက်တစ်ခုကကျမ်းမာရေးဘိုင်းမှာနော်ကျမ်းမာရေးမှာကျတော့နည်းနည်းလေးခြူကြတတ်တယ်။ကျမ်းမာရေးနည်းနည်းညံ့တတ်တယ်။အလုပ်တွေအောင်မြင်ပြီးတော့ကိုယ့်ရဲ့ကျမ်းမာရေးကိုကိုကတိတ်အလေးမထားတဲ့အခါကျတော့ကျမ်းမာရေးညံ့သွားတာမျိုးတွေရှိတတ်တယ်။နောက်လူမှုရေးဘိုင်းလေးတွေမှာလည်းနည်းနည်းအခက်အခဲကြုံတတ်တယ်။လူမှုရေးမှာဆိုရင်ကိုယ့်ရဲ့ တွဲနေတဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေတကယ်ချင်းနေနဲ့နားလည်မှုတွေလွဲတာပေါ့နော်အထင်မြင်လွဲမှားမှုတွေဖြစ်တယ်ပြီးတဲ့အခါကျတော့လမ်းခွဲရတာမျိုးတွေကြုံရတယ်အဲ့တော့လူမှုရေးအပိုင်းလေးတွေတော့နည်းနည်းသတိထားဖို့လိုတယ်နောက်ပညာရေးပေါ့ပညာရေးနဲ့ပတ်သက်တဲ့ကံစားတာမှာကျတော့သူကခုနကပြောလို့ငွေနောက်ကိုလိုက်နေတဲ့အတွက်ပညာရေးကိစ္စတွေမှာနှောင့်နှေးနေတတ်တယ်ပညာရေးသမားတွေကိုအကြံဉာဏ်ပေးကြတာကကျတော့ပညာရေးဆိုရင်လည်းပညာရေးကိုပဲဒီဇိုင်းမမှန်ဥတည်ပြီးတော့စူးစမ်းဆောင်ရွက်တင်တယ် တခြားကိစ္စတွေကိုကြားမများတင် ပေါ့နော်ပညာရေးလိုလိုပတ်စံရှာတာလိုလိုအဲ့လိုမျိုးမလုပ်ဘဲနဲ့ကြိုးစားတင်နောက်အခြေအနေနဲ့ပတ်သက်တဲ့နမိတ်မှကြတော့အာလက်တွဲတဲ့နမိတ်ကြတော့ကျွန်တော်တဲရော့ကတ်ဒီမှာဆိုရင်ဒိုလေးကြောင်နမိတ်ကြတယ်ဒိုလေးကြောင်နမိတ်မှကြတော့ယောက်ျားတယောက်နဲ့မိန်းမတယောက်နဲ့ဒါလက်တွဲပြီးတော့အောင်မွေးရတဲ့ကံကြမ္မာနမိတ်ကြတယ်ဒါကြောင့်အခြေအနေနဲ့ပတ်သက်ရင်ကံသာတာကောင်း ဟိနော်ရင်းနဲ့ပတ်စင်ကန္တာလာကောင်းတဲ့အဖက်ဘက်ကနေအစဉ်ပြေခြင်းစိတ်ချမ်းသာခြင်းတွေကြုံမယ်ပေါ့နော်။နောက်ထူးခြားတာလေးတွေရှိပါသေးတယ်အဲ့ဒါဘာလဲဆိုတော့အင်္ဂါသားသမီးတွေမှာဘာသာရေးနဲ့ပတ်သက်ပြီးတော့စိုက်လိုက်မတန်လုံနေတဲ့အင်္ဂါသားသမီးတွေဆိုရင်ဒီကာလဒီနက်ကတ်ဒီအတိတ်ဒီနမိတ်တွေကြားထဲမှာစူးစမ်းပြီးတော့အာထုတ်တင်တာပေါ့။ဘာကြောင့်လဲဆိုတော့ဒီနမိတ်အတိုင်းဆိုရင်ညံလင်းရခြင်းတို့ နော်တမက်တပူရာချင်းကိုယ့်ရဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအောင်မြင်ထွန်းတောက်ခြင်းတွေကြုံရတဲ့ပါအဲ့တော့နမိတ်တိုင်းဆိုရင်တော့ကောင်းတဲ့နမိတ်တွေများပါတယ်နော်အဲ့တော့အင်္ဂါသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာလေးတွေကတော့အဖြူရောင်ရဲ့အစိမ်းရောင်ရဲ့ကောင်းပါတယ်နော်အဲ့တော့နောက်အဖြူတွေအစိမ်းတွေဝတ်ပါဆောင်ပါပေါ့နောက်အကျိုးပေးတဲ့နံပါတ်လေးတွေကတော့နှစ်ကနန်းလေးကနန်းဖြစ်ပါတယ်လေးကနန်းနှစ်ကနန်းဖြစ်ပါတယ် ညစာပြချင်းကိုတော်မြတ်ကြီးကိုခရေပန်းတို့ခရေညွန့်တို့ခရေပန်းဆိုရင်လဲ6ကုံးပေါ့ခရေညွန့်ဆိုရင်လဲ6ညွန့်ပေါ့လှူဒန်းပြီးတော့ဆူတောင်းမှာမကောင်းတဲ့ကံစားတာအញ្ញံကိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာစံနာလေးတွေရရှိစေမှာဖြစ်ပါတယ်ဒါအင်္ဂါသသမီးတွေတပတ်တာကာလမှာတွေ့ကြအောင်ပဲကံကြမ္မာလေးတွေကိုနမိတ်ဖတ်ကြားခဲ့တာပါအဲ့တော့ကျွန်တော်တို့ယူရောမင်္ဂလာကျန်ကိုလာခြင်းတဲ့သူတွေကတော့အာမော်ဘီကိုလုံးကွင်းမှတ်တိုင်ပါနော်အဲ့မှာ ပိန်နေကုန်းကြီးရွာမှာယူတော်မင်္ဂလာကျမ်းရှိပါတယ်ဗုဒ္ဓဦးနေရလွဲပြီးတော့ကျမ်းရဲ့ရက်ဒီမှာပိတ်ရမရှိလာနိုင်ပါလေနော်နောက်အဘဆရာကြီးမင်းသိန်းသာကြီးကြီးနေဗရာကိုပြီးပါဆိုတော့ပတိလေးတွေနောက်ဝါစိန်ကြီးအဆောင်လက်ပတ်လေးတွေအဆောင်ဆလွယ်လေးတွေဝါစိန်ကြီးအင်းသမဖျောင်းနိုင်လေးတွေနောက်ဒိုးကလေးတို့ဘာလို့ပေါ့နော်အဲရလေးတွေအဆောင်ရတရာပစ္စည်းလေးတွေလိုချင်နေဆိုရင်လည်းယူတော်မင်္ဂလာကျမ်းမှာလာပြီးတော့ဝယ်နိုင်ပါတယ် ခါမဟုတ်ဘူးဆိုရင်လည်း online ကနေမှာခြင်းနဲ့ဆိုရင်လည်းခုနကပြောတဲ့ Viber နံပါတ်တရားနေပြီးတော့ဆက်သွယ်ပြီးတော့မှာနိုင်ပါတယ်နော်ကျွန်တော်ရဲ့မိတ်ဆွေငါသားသမီးပေါင်းကိုကြမ်းမှာစိတ်ချမ်းသာလိုရာဆန္ဒပြပါစေလို့အယူတော်မင်္ဂလာချမ်းကနေလိုက်လိုက်လဲလဲဆုတောင်းမြတ်တာဖို့တာလိုက်ပါတယ်